ကမ္ဘာအကြီးဆုံးခေါင်းလောင်းကြီး၅ခုပြည်သူများအားလုံးပဲမင်္ဂလာပါရှင် crazy and ကနေပြီးတော့ပြန်လဲကြိုးစားလိုက်ပါတယ်ဒီကနေ့အကြက်တင်ဆက်ပြီးသွားကြတာကတော့ကဘာပေါ်မှာရှိတဲ့လက်ရမြောက်အုံလုံးထားတဲ့ခေါင်းလောင်းကြီးများစွာရဲ့အမအကြီးဆုံးခေါင်းလောင်းကြီး၅ခုအကြောင်းပဲဖြစ်ပါတယ်နံပါတ်၁ရုရှားနိုင်ငံစာခုလိုကိုခေါင်းလောင်းကြီးကဘာအကြီးဆုံးခေါင်းလောင်းကြီးကတော့ရုရှားနိုင်ငံမော်စကိုမြို့ခရမလင်နံတော်မှာရှိတဲ့စာခုလိုကိုအမည်ရခေါင်းလောင်းကြီးပဲဖြစ်ပါတယ်အဲဒီခေါင်းလောင်းကြီးကိုလက်မှုပညာရှင်၂၀၀ကျော်လုံးမှတုံ့လုံထားတာဖြစ်ပြီးတော့၂၀ဒသမ၁လေးပြည်မြင့်က 21.65ပြည်အချင်းရှိပါရယ်အရိခေါင်းလောင်းကြီးမှာတစ်ချိန်ကအရှင်းလင်းအကြီးအကျယ်ဆုံးသောတန်စင်တွေထွက်တဲ့ခေါင်းလောင်းကြီးလည်းဖြစ်ခဲ့ပါရယ် မြမဆွေစုံချင်းအတွေ့နှစ်မှာဖော်ပြထားချက်တွေအရာကတော့ခေါင်းလောင်းကြီးတစ်ခုလုံးရဲ့အလေးချိန်ကတန်100ကျော်ရှိပြီးတော့ Britannica Encyclopedia အတွေ့နှစ်မှာတော့တန်180ရှိရလို့ဖော်ပြခဲ့ကြပါတယ်။ဒါပေမဲ့လည်း Terran Encyclopedia အတွေ့နှစ်မှာတော့219တန်ရှိရလို့ဖော်ပြခဲ့ပါတယ်။နံပါတ်1 တရုတ်ဂျေဒွန်ခေါင်းဆောင်ကြီးကပောက်တူကရအကြီးဆုံးခေါင်းဆောင်ကြီးကတော့တရုတ်နိုင်ငံမှာရှိတဲ့ရွန်ဂယ်ဂျေဒွန်ခေါင်းဆောင်ကြီးပဲဖြစ်ပါတယ်တရုတ်ပြည်အရှေ့ပိုင်းရှန်တောင်းပြည်နယ်ချီနန်မြို့အရောက်မင်းမင်းဆက်1368-1644လက်ထက်လွန်ခဲ့သောနှစ်ပေါင်း600ခန့်ကတုံးလုပ်ခဲ့ရဲ့ရွန်ဂယ်အမည်ရှိဂျေဒွန်ခေါင်းဆောင်ကြီးကိုတွေ့မြင်နိုင်ပါတယ်ဒီဂျေဒွန်ခေါင်းဆောင်ကြီးမှာ55ကျပ်အလေးချိန်ရှိပြီးတော့6.5မီတာအမြင့်ရှိပါတယ်3.5 3မီတာအချင်းရှိပြီး3.2မီတာခန့်ထူပါတယ်။ခေါင်းလောင်းကြီးရဲ့အကျဉ်းအပြင်မျက်နှာစာအဖြစ်ကိုတရုတ်အခေယာ2,200,000နဲ့တွင်းထူပေါ်ထားတဲ့ဗုဒ္ဓကျမ်းဂန္လာတုတ်တန်တွေကိုတွေ့ရှိရပါတယ်။နံပါတ်3ဂျပန်ဂျီတုံခေါင်းလောင်းကြီးကမ္ဘာတတိယအကြီးဆုံးခေါင်းလောင်းကြီးကတော့ဂျပန်နိုင်ငံမှာတည်ရှိရပဲဖြစ်ပါတယ်။ကျိုးတို့မျိုးချီယွန်အင်ချောင်းတော်မှာတည်ရှိတဲ့ခေါင်းလောင်းကြီးဟာ1933ခုနှစ်မှာသုံးလုံးခဲ့တာဖြစ်ပြီးတော့ 84တန်အလေးချိန်ရှိပါတယ်။ဂျပန်မှာဆိုရင်အလေးချိန်အများဆုံးခေါင်းလောင်းကြီးပဲဖြစ်ပါတယ်။ဒီခေါင်းလောင်းကြီးကိုထိုးခတ်ဖို့ရဟန်း18ပါလိုအပ်တယ်လို့လည်းသိရပါတယ်။နံပါတ်၄ဒမန်စီတီခေါင်းလောင်းကြီး ကမ္ဘာစတုထအကြီးဆုံးခေါင်းဆောင်ကြီးကတော့ဒမစီရီခေါင်းဆောင်ကြီးပဲဖြစ်ပါတယ်။ဒမစီရီမင်းကအဲ့ဒီခေါင်းဆောင်ကြီးကိုရန်ကုန်မြို့မှာရှိတဲ့ရွှေရည်ကုန်စည်ရုံကိုလူတန်းခဲ့ပါတယ်။ရှေးခေတ်စာမတ်တန်နေအရာဒမစီရီခေါင်းဆောင်ကြီးမှာဆိုရင်ဂျင်းနီအပြင်ရွှေငွေတို့ပါထည့်သွင်းသွန်းလုပ်ထားတယ်လို့ဆိုကြပါတယ်။ခေါင်းဆောင်ထဲမှာဆိုရင်လည်းမြားနဲ့နီလာရတနာတို့လည်းမြုပ်နှံထားတယ်လို့ဆိုကြပါတယ်။ခေါင်းဆောင်ကြီးက12တောင်မြင့်ပြီးတော့8တောင်ခန့်ကျယ်ပါတယ်။ဒီပြိုင်ထဲမှာပဲပိတ်တာ900ရှိတဲ့ ောင်းလောင်းအသေးစားကိုလည်းသုံးလောင်းလူတန်းခဲ့ရလို့ဆိုပါတယ်။ဓမ္မစရီခောင်းလောင်းကြီးကရွှေဒဂုံစရီကိုလူတန်းကြတဲ့ခောင်းလောင်းတွေထဲမှာပထမဆုံးသောခောင်းလောင်းကြီးပဲဖြစ်ပါတယ်။စာကူလိုကောခောင်းလောင်းက၁၈ရာစုမှာသုံးလုံးခဲ့တဲ့ခောင်းလောင်းဖြစ်ပြီးတော့ ဓမ္မစရီခေါင်းလောင်းက AD 15ရာစုကသုံးလုပ်ခဲ့တဲ့ခေါင်းလောင်းဖြစ်တာကြောင့်ဓမ္မစရီခေါင်းလောင်းကြီးကနှစ်ပေါင်း300ခန်းလောက်ပို့ပြီးတော့စိုးနေရအောင်တွေ့ရှိခဲ့ရပါတယ်။ဒါကြောင့်ဓမ္မစရီခေါင်းလောင်းကြီးကကမ္ဘာအကြီးဆုံးခေါင်းလောင်းတွေနဲ့ရှေ့အကျဆုံးသောခေါင်းလောင်းကြီးပဲဖြစ်ပါတယ်။နံပါတ်ကမင်းကုံခေါင်းလောင်းကြီး မင်းကုံခေါင်းဆောင်တော်ကြီးကတော့မြန်မာနိုင်ငံမှာဆိုရင်လက်ရှိအကြီးဆုံးခေါင်းဆောင်ကြီးဖြစ်ပြီးတော့ကမ္ဘာပေါ်မှာတော့ပြင်စမမြောက်အကြီးဆုံးခေါင်းဆောင်ကြီးပဲဖြစ်ပါတယ်။ဒီခေါင်းဆောင်ကြီးကိုဘိုးတော်ဖျောင်းလက်ထက်1990ရေကသုံးလုပ်ခဲ့ရပဲဖြစ်ပါတယ်။ဂုံမောင်ခေမဟာရာဇဝင်ကျမ်းမှာဖော်ပြချက်အရတကယ်ရဲ့1190ပြည့်နှစ်ကစုံလာဆန်း9ရက်နေ့မှာစတင်သုံးလုပ်ခဲ့လို့ဆိုပါတယ်။ခေါင်းဆောင်ကြီးရဲ့အတိုင်းအတာကိုလည်းအဝအချင်း32.4တက်16ပေ1.4လမ်းမှာ လုံးပတ်33တောင်တမိုက်၄သစ်90ပေ1.4တမောက်၄လက်မဇောက်73တောင် တမိုက်၄သစ်20ပေ3လက်မရှိရလို့ဖော်ပြခဲ့ကြပါတယ်။အင်္ဂလိပ်တို့ကလည်းတန်80ခန်းရှိရလို့ခန့်မှန်းကြပါတယ်။ဒါပေမဲ့လည်းခေါင်းလောင်းရဲ့အလေးချိန်ကဈေးပိတ်တာ 1,955မင်းဖြူမှန်မှန်ပြောရှိတာကြောင့်တန်ဖွဲ့မယ်ဆိုရင်တော့90.5နှစ်တန်ခန့်ရှိပါတယ်။သုံးဖို့ခဲ့သူကတော့ဗဒဲဝင်မဟာနန္ဒကျော်စွာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။အခုလိုမျိုးဘ ഹു ဒ္ဒရာရှိစေမဲ့တမိုင်းချောင်းရာတွေကိုကျွန်တော်တို့ Crazy N ကနေပြီးတော့အမြဲတမ်းတင်ဆက်ပေးနေပါတယ်။ Like and Share လေးနဲ့အားပေးသွားဖို့လည်းတောင်းဆိုပါရစေရှင်။